ရန်ကုန်မြစ်ကူတရာပီစီကနေဒလအင်ချမြေဈေးတွေပိုတက်လာပြီးဈေးမတည်ငြိမ်တဲ့အတွက်သိန်းသောင်းချီအကွက်တွေအယောင်းဝယ်မဖြစ်ဘူးလို့သိရပါတယ်။ဟန်နသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်မြို့ကူတားစီမံကိန်းကလာမယ့်လေးလအတွင်း PC ဖို့ခံမှန်းထားကြပြီးတရား PC ချိန်နီးလာတာနဲ့အတူဒလမြို့ဘက်ချမ်းမာရှိတဲ့တရားအစင်ဘုံမြောင်လန်းနဲ့အနီးတစ်ဝိုက်ရှိအင်ချမ်းမြေဈေးတွေပိုပြီးလှုပ်ခတ်လာသလိုဈေးအပြောင်းလဲတွေလည်းဖြစ်လာပါတယ်။ဒါကြောင့်တင်းတောင်းချီတန်တဲ့အင်ချမ်းမြေတွေအဝယ်လိုက်ပေမဲ့ ဈေးမတည်ငြိမ်လို့ပွဲပြက်တာတွေရှိနေတယ်လို့ဒလားမျိုးအခြေဆိုင်အင်ချမ်းမြေရောင်းဝယ်သူတယောက်ကပြောပါတယ်။လောက်လာရဲမှာလောက်လာတဲ့အမြလည်းမြေခွက်ဈေးတွေကမတည်ငြိမ်တော့လေအဲ့လိုမျိုးရောင်းဝယ်ကစားတာတို့ဘာလို့တော့ကစားနေကြတာတွေပဲအင်ချမ်းမြေတိုင်းကတော့လေ ကစားနေကြရတယ်ဒါပေမဲ့တခုပဲအဲ့ဒီပေါ်ဈေးနှုန်းတွေပြောင်းလဲဖြစ်တာကြောင့်ဒီညီမတို့အင်အင်ဒီအကျိုးဆောင်တွေအတွက်ကြောင့်နည်းနည်းဒုက္ခဖြစ်ကြတယ်ပထမကကြောင့်တို့ကဒီဈေးနဲ့ရောင်းဝယ်လို့ပြောထားတယ်နောက်ကြတော့ရောင်းဝယ်တက်လာတယ်များဒါပိုင်ရှင်ဆိုတာလည်းကိုယ်မြေကွက်ကိုကိုကြိုက်တဲ့ဈေးတော့ခေါ်လို့ရပါဘောနော်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုပြောင်းရတယ်များညီမလည်းနည်းနည်းတော့ဒုက္ခရောက်တာအယောင်းဝယ်လောက်ကားရတယ်တချို့ဟာဆိုလဲပွဲပြက်သွားမျိုးပါကြီးတော့အဲ့လိုမျိုးတောင်ဖြစ်တယ် လက်တလောတသာအစဉ်ဘုံမြောင်လမ်းမပေါ်ရှိလမ်းဘေးဝဲရရှိခြံတိုင်းလိုလိုရောင်းချထားပြီးဖြစ်ပြီးပီ60ပီ60ကိုအိမ်အပါမြေကွက်တစ်ကွက်ကို73000အထိပေါက်ဈေးရှိနေပြီးတိုးကိလျာချတဲ့နေရာနဲ့မင်းချင်းဆိုင်မှာရှိတဲ့မြေကွက်ကတော့တိုးကိပိတ်နေတဲ့အတွက်73000နဲ့လွန်ခဲ့တဲ့နှစ်လအတွင်းကအယောင်းဝယ်ဖြစ်ခဲ့တယ်လို့မပြောင်းရွှေ့ရသေးတဲ့အိမ်ပိုင်ရှင်တယောက်ကပြောပါတယ်။ဒီဘက်ကငါတို့စောင့်ခေါ်တာ3 တော့တောင်းခေါ်လာတာတောင်းခေါ်လာတာအဲတိုးကန့်ခီွားနဲ့ဟိုနေ့ဖြစ်သွားတယ်ဆိုပြီးတော့အဲ short break ဟုတ်ပါဘူးဘာကအင်းရတော့အကုန်လုံးရောင်းထွက်ပြီးသွားပြီငါတို့လည်းဒီတိုးကန့်နေမှလို့ရောင်းလိုက်လမတော်မြို့နယ်နဲ့တလားမြို့နယ်ကိုဆက်တွယ်ချတဲ့မြေကိုတရားစီမံကိန်းဟာပြီးခဲ့တဲ့2019ခုနှစ်မေလမှာစတင်ဆက်လုပ်ခဲ့ပြီး2024ခုနှစ်အစောပိုင်းမှာပြီးစီးဖို့လျှာချခဲ့ပေမဲ့ဆေးအနာတင်ပြီးနောက်တရားတည်ဆောက်ရေးလုပ်ငန်းတွေကျင့်ကြခဲ့ရတာဖြစ်ပါတယ်။ မြင့်အချက်ပေ160မှာရှိတဲ့အဲ့ဒီသားဟာတရားခံနိုင်ဝန်ရင်းသစည်းကို85တန်တဲ့ယူခွင့်တမတ်ထားပါတယ်တရားဟာဘုံကြီးလန်းအပြင်ကန်းနလန်းဘက်မှာလည်းအသက်အစင်တစ်ဖက်စီတမတ်ထားပြီးလူတော်လန်းလည်းပါရှိပါတယ်ဒါအပြင်တရားပေါ်မှာဒလမြို့ကိုရီပေးဝေနိုင်မယ်ရီပိုက်လန်းကိုလည်းတဘာသေးတွေ့တန်းသွားဖို့အစီအမံကိန်းရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့မတွေ့ရှိရသေးပါဘူး ရန်ကုန်မြို့ကူးတသားစီမံကိန်းကိုကိုရီးယားနိုင်ငံကချင်းငွေအမေရိကန်ဒေါ်လာ185.833တန်းနဲ့မြန်မာဘက်ကတန်30ကျော်ထည့်ဝင်ထားပြီးစုစုပေါင်းကုန်ကြစည်အမေရိကန်ဒေါ်လာ188.34တန်းတက်မှတ်ထားခဲ့ပါတယ်။လက်သလုံးငလင်ကြံကြီးကိုက်ခန်းစားခဲ့ရတဲ့မန္တလေးနဲ့ဆက်ဆက်ဒေသခံတွေလည်းနောက်ထပ်ငလင်ဘေးကိုရှောင်ရှားဖို့ဒလအင်ချမ်မြေဈေးကွက်မှာလာရောက်ယင်းဒီမြို့နံသူတွေလည်းရှိလာတယ်လို့အင်ချမ်မြေအကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူကဖြည့်ဆွတ်ပြောပြပါဗျာ။ mm လက်တလုံးကတော့အမနေမဲ့သူတစ်ခုပေါ့နော်ဒီ AD ဟိုကတော်တော်များများတော့ဟိုဝေယောင်းကစားတဲ့သူတွေများတယ်အမလက်တလုံးနေမဲ့သူတစ်ခုပေါ့ဝေယောင်းကစားတဲ့သူတွေများတယ်ကျေဝယ်ပြီးတော့ပြစ်ထားခြင်းတဲ့သူတွေများတယ်အဲအဲ့လိုမျိုးလူတွေပဲလက်တလောရလာဘာလို့လဲဆိုတော့ဟိုမှမှာလဲမင်းလေးဖက်မှာတို့ပြင်းလို့ဖက်မှာတော့ငလင်ကြီးရဲ့သူတွေများတော့လေ ။ညတော့ဒီဘက်ကအဝယ်တွေကတော်တော်ဆင်းလာကြရဲ့လို့တိုက်တွေပိုင်းနဲ့မနေချင်တော့ပဲနဲ့မြေကွက်တွေပဲသူတို့ကဝယ်ထားပြီးတော့ပေါ့။နောက်ကျရင်သူတို့အင်နာဆောက်ချင်လဲဆောက်မယ်မဆောက်ချင်ဟိုးမှာသူတို့ကောင်းလာဆိုလို့ရှိရင်လည်းဒီဘက်မှာတော့သူတို့ဝယ်အောင်လုပ်ချင်တာပေါ့အကွက်လေးပေါ့။အများဆုံးကတော့အဲ့ဘက်ကနေဆင်းလာပြီးလက်တလုံးတော့ဝယ်ကြအများကြီး။လက်တလုံးဒလာအင်ချက်မြေစည်းကွက်မှာပါမြက်ထက်ဂရမ်မီတွေအဝယ်လိုက်နေပြီ။တသိန်း၄000နဲ့၈000ကြားမီကွက်တွေကတော့အယောင်ဝယ်ဖြစ်နေရလို့အင်ချမ်းမီအကျိုးဆောင်အများစုကပြောကြပါတယ် 怎么喊呐吧？